ဣသရေလနိုင်ငံပျောက်ဆုံးသွားရခြင်းနဲ့ပြည်내ထူထောင်ခြင်းတမိုင်းဣသရေလနဲ့အာရဗ်မတည့်ရတဲ့အကြောင်းရင်းတွေကတမိုင်းရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးဖြစ်ပြီးအဓိကအကြောင်းရင်းတွေကဘာသာရေးဆိုင်ရာကွဲပြားမှုနေမြေပိုင်ဆိုင်ရာအငင်းပွားမှုများကြောင့်ဖြစ်ပါတယ်။အာရဗ်နဲ့ဣသရေလတို့ဟာပထမကျမ်းစာအရဆိုရင်လေဘိုးဘင်အဆက်ဆက်တူဦးထဲမှဆင်းသက်လာတော့ညာဣသရေလလူမျိုးတို့ဟာအိဗရာဟန်၏တရားဝင်ဇနီးဖြစ်သူမှဆင်းသက်လာသူများဖြစ်ပြီးအာရဗ်လူမျိုးများဟာလည်း အေဗရာဟံ၏အစီကံမိမမမွေဖွားလာတော်သူများဖြစ်ကြပါသည်။သို့သောလက်ရှိအာရက်အစ္စရေပနိပခဟာရှုပ်ထွေးနှံ့နေပြီးသမိုင်းနိုင်ငံရေးရင်ကျေးမှုနဲ့ဘာသာရေးဆိုင်ရာအကြောင်းချက်များစွာပါဝင်နေတာကြောင့်ဘသူမှလည်းဘသူမှန်လဲဆိုတာပြောဆိုရန်ခက်ခဲလာပါသည်။အခုဒီဗီဒီယိုမှာတော့အစ္စရေလူမျိုးများရဲ့နိုင်ငံမဲ့ဘဝမှာဒီအစ္စရေနိုင်ငံထူထောင်ခြင်းအသည့်သူတို့ရဲ့သမိုင်းအကြောင်းကိုအဓိကထားပြောပြသွားမှာဖြစ်ပါတယ်။ ပထမရာစုနှစ်နိုင်ငံပျောက်ဆုံးခြင်းအစ္စရေးလူမျိုးများဟာရှေးခေတ်ကအစ္စရေးနိုင်ငံယခု အစ္စရေးနဲ့ပါလက်စတိုင်းဒေသတွေမှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သို့တော့ရောမအင်ပါယာရဲ့အုပ်ချုပ်မှုနောက်ပိုင်းပုံကံမှုများဇက်တိုက်ဖြစ်ပွားခဲ့ကနောက်ဆုံး AD 90မှာဒုတိယဗိမာန်တော်ဖျက်ဆီးခံရခဲ့ကယေရုရှလင်မြို့တိုင်ပိုက်ခံခဲ့ရပါတယ်။အဲဒီနောက်ပိုင်းရောမတို့ဟာအစ္စရေးလူမျိုးအများပြားကိုလက်ရှိမြေနေရာများမှာနှိမ့်ထုတ်ခဲ့ကြပြီး ဣသရေလမျိုးများဟာလည်းကမ္ဘာနိုင်ငံအသီးသီးသို့ပြန့်နှံ့နေထိုင်ခဲ့ကြရပါတယ်။ဒီအဖြစ်အပျက်ကိုကမ္ဘာပေါ်မှာ diaspora လို့ခေါ်ဆိုခဲ့ကြပါတယ်။နှစ်ပေါင်းများစွာ နိုင်ငံမဲ့ဘဝဣသရေလမျိုးများဟာရာစုနှစ်ပေါင်းများစွာနိုင်ငံမဲ့ဘဝဖြင့်ကမ္ဘာအနှံ့ပြားတွင် ရောက်ရှိနေထိုင်ခဲ့ကြရတော့လေ။သူတို့ဟာရောက်လျာဒေသများမှာသူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့စပေးသူတို့ရဲ့ဘာသာရေးကိုထိန်းသိမ်းကာနေထိုင်ခဲ့ကြပါတယ်။ မကြာခဏဆိုသူလိုလေခွေးချဆက်ဆံခံရခြင်းညှဉ်းပန်းနှိပ်စက်ခံရခြင်းများကိုလည်းကြုံတွေ့ခဲ့ကြရပါတယ်အထူးသဖြင့်ဥရောပဒေသတွေမှာအစ္စရေးလူမျိုးများဟာများစွာသောအခက်အခဲများနဲ့ရေဆန်ကြုံတွေ့ခဲ့ကြရပါတယ်ဇိုင်ယွန်နစ်စင်ဝါရပေါ်ပေါက်လာခြင်း၁၉ရာစုနောက်ပိုင်းမှာဥရောပမှာအမျိုးသားရေးစိတ်ဓာတ်များမြင့်တက်လာခြင်းအစ္စရေးလူမျိုးများကြားနိုင်တယ်၎င်းတို့ရဲ့တမိုင်းဝင်မျိုးတို့ပြန်လည်စုစည်းပြီးနိုင်ငံတစ်ခုထူထောင်လိုသောဆန္ဒများပေါ်ပေါက်လာခဲ့တာ ဤလှုပ်ရှားမှုကိုဇန်ယောင်နေစင်ဝါရာဟုခေါ်ဆိုခဲ့ကြပါတယ်။ဇန်ယောင်နေစင်ဝါရီများဟာအရင်ကသူတို့ဆုံးခွာခဲ့ကြရတဲ့လက်ရှိပါလက်စတိုင်းဒေသကို အစ္စရေးလူမျိုးများအတွက်နိုင်ငံတော်ဖြစ်တည်ထောင်ရန်ရည်မှန်းထားပါတော့တယ်။ British Mandate အုပ်ချုပ်မှုပထမကပ္ပစစ်အပြီးတွင် Ottoman Empire ပြိုကွဲသွားသောအခါပါလက်စတိုင်းဒေသသည်လည်း British တို့ရဲ့အုပ်ချုပ်မှုအောက်သို့ရောက်ရှိခဲ့ပါတယ်။1939ခုနှစ်တွင် British အစိုးရဟာ ဘာဖော်ကြီးညာစာတမ်းကိုထုတ်ပြန်ခဲ့ပြီးပါလက်စတိုင်းတွင်အစ္စရေးလူမျိုးများအတွက်အမျိုးသားရဲအင်အားတစ်ခုပြန်လည်ထူထောင်ရန်ထောက်ခံကြောင်းပြောကြားခဲ့ကာဤကြီးညာစာတမ်းဟာဇိုင်ယွန်နက်စင်ဝါဒီများအတွက်အားစီတစ်ခွက်ဖြစ်ခဲ့ပြီးပါလက်စတိုင်းသို့အစ္စရေးလူမျိုးများရွှေ့ပြောင်းနေထိုင်မှုပုံမများပြလာခဲ့ပါတယ်ဒုတိယကမ္ဘာစစ်နှင့်ဟိုလိုကော့စ်အဖြစ်ပြက်ဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့ရဲ့အစ္စရေးလူမျိုးများပေါ်ရက်စက်စွာတပ်ဖြတ်မှုဟိုလိုကော့စ်အဖြစ်ဖြစ်ဖြစ်ပျက်ပြီးတဲ့နောက်ပိုင်း အစ္စရေးလူမျိုးများနိုင်ငံတစ်ခုပိုင်ဆိုင်ရန်လိုအပ်နေပြီဖြစ်ကြောင်းကဘာကပုံမသဘောပေါက်လာခဲ့ပါတယ်။တာမောင်းများစွာသောအစ္စရေးလူမျိုးများကလည်းအခုလိုအစုလိုက်အပြောင်းလဲတက်ဖြတ်ခံရခြင်းဟာနိုင်ငံမဲ့ဘွားဤကြောက်မက်ဖွယ်ကောင်းသောအကျိုးဆက်ဟုပုံမယုံကြည်လာပါတော့တယ်။အစ္စရေးနိုင်ငံထူထောင်ခြင်းဒုတိယကဘာစစ်အပြီးတွင်ဗြိတိရှ်တို့ဟာပါလက်စတိုင်းဒေသကိုအုပ်ချုပ်ရန်အခက်အခဲများစွာနဲ့ရင်ဆိုင်လာရကအာရက်လူမျိုးများနဲ့အစ္စရေးလူမျိုးများကြားတဲမှတ်မှုဟာလည်းမြင့်တက်လာခဲ့ပါတယ်။ 1949ခုနှစ်မှာကပ္ပကူလသမဂ္ဂဟာပါလက်စတိုင်းဒေသကိုအပိုင်းနှပိုင်းခွဲကာအစ္စရေးနိုင်ငံနဲ့ပါလက်စတိုင်းနိုင်ငံဆိုပြီးထူထောင်ရန်အဆိုပြုခဲ့ပြီးယေရုရှလင်မြို့ကိုနိုင်ငံတကာအုပ်ချုပ်မှုအောက်တွင်ထားရန်အဆိုပြုခဲ့ပါတယ်။အစ္စရေးလူမျိုးများဟာဒီအစီအစဉ်ကိုလက်ခံခဲ့တော်လဲပါလက်စတိုင်းအာရက်ခေါင်းဆောင်များနဲ့အိန္ဒိနာချင်းအာရက်နိုင်ငံများကပြင်းပြင်းထန်ထန်တက်ကွက်ခဲ့ကြပါတယ်။အာရက်တို့ကပါလက်စတိုင်းဒေသတစ်ခုလုံးကိုအာရက်တို့၏ပိုင်နက်ဖြစ်သတ်မှတ်ကြသလို့ အစ္စရေးတို့ကလည်းတမိုင်းချောင်းရဒီနယ်မြေဟာသူတို့မြေဆိုပြီးတတ်မှတ်ထားကြပြန်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်အစ္စရေးတို့ဟာ1948ခုနှစ်မေလ14ရက်နေ့မှာတော့အစ္စရေးနိုင်ငံလွတ်လပ်ရေးကိုတရားဝင်ကြေညာခဲ့ပါတယ်။လွတ်လပ်ရေးကြေညာပြီးနောက်ဆက်တွဲဖြစ်ရများအစ္စရေးနိုင်ငံထူထောင်ပြီးချိန်မှာစ၍အစ္စရေးတို့ဟာအိန္ဒိယချင်းအာရပ်နိုင်ငံများနဲ့စစ်ပွဲများဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီထဲမှာမှာနာမည်ကြီးဆုံးတိုက်ပွဲကတော့ 1969ခုနှစ်ဇွန်လ9ရက်နေ့မှာဖြစ်ပွားခဲ့တယ်။ Egypt, Syria, Jordan, Iraq, Lebanon စတဲ့9နိုင်ငံနဲ့ Israel တို့ရဲ့ Six Day War ပဲဖြစ်ပါတယ်။ဒီ6ရက်ကြာတိုက်ပွဲမှာ Israel ကအပြတ်တအနိုင်ရရှိခဲ့ပြီး Gaza, West Bank, East Jerusalem, Golan Heights, Sinai Peninsula စတဲ့နေမြေများကိုထပ်မံပိုင်ဆိုင်ခဲ့ပါတယ်။ပြောရမယ်ဆိုရင်စစ်ပွဲအပြီးမှာ Israel တို့ဟာကမ္ဘာကုလသမဂ္ဂရဲ့သက်မှတ်ထားတဲ့နေမြေများထက် ပုံမကျေပြတ်စွာသိမ့်ပိတ်ထားကပါလက်စတိုင်းအာရက်လူမျိုးအမြောက်များဟာလည်းသူတို့ရဲ့နေရက်နေမြေများကိုဆွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ဒီဖြစ်ပျက်ကြောင့်ဖြစ်ပျက်လာခဲ့တဲ့ဒုက္ခတဲ့ပြဿနာများဟာလည်းယနေ့တိုင်ဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။ဘိုးဘွားတို့ဦးကဆင်းသက်လာတဲ့ဒီလူမျိုးနှစ်ခုဟာဘာကြောင့်ဒီလောက်ထိမတည့်ဖြစ်နေရတာလဲဆိုတာထူးဆန်းပါတယ်။ရာစုနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့သမိုင်းကြောင်းမှာဘသူတွေမှန်ခဲ့လဲဘသူတွေမှားခဲ့လဲဆိုတာကိုတင်တို့ရဲ့ထင်မြင်ယူဆချက်တွေနဲ့ ဒီဗီဒီယိုရဲ့ comment box မှာရေးသားခဲ့လို့ရပါတယ်။အခုလိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းအများကြီးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြတာပေါ့ဗျာ။